ားချက်ကတော့ဇလောကမှာ ပွဲစည်းတန်းလူတွေကပတ်စံပေးပြီးတော့သူကဆယ်နိုင်တို့ပွဲထွက်ပြီဆိုရင်သူတို့ကသူတို့ရောင်းတဲ့ကိစ္စတွေကပြီးသွားပြီအေးအဲ့ဒါဆိုတဲ့အခါကျတော့သူတို့အိပ်ပဲနဲ့ပွဲဝင်ကြည့်တဲ့ဇတ်ဆိုလို့ကျွန်တော်လည်းငငယ်လေးကပွဲကြည့်တာအပွဲစည်းတန်းလူတွေပွဲဝင်ကြည့်တာဒီတပွဲပဲကျွန်တော်ကြုံဘူးတယ်ဘိုးရီရွာလေးလေးတောင်းတောင်းမိုးလောက်ကတော့ထီဆောင်ပြီးတော့ကြည်တယ်တဲ့လား ဆိုတဲ့ခါကျတော့သမင်ဟောအလောက်ချစ်တဲ့ပရိသတ်တွေရှိနေသေးတယ်ငါတို့မြန်မာပြည်မှာရှိနေသေးတယ်အတွက်ကြောင့်မို့ဒီပရိသတ်တွေကြောင့်ဒီမင်းသားတွေကရှင်းဟုတ်ရှင်းတန်ရမယ်ဆိုတဲ့စိတ်မျိုးရှိတယ်မင်းသားတွေကိုလေဟိုဘယ်နေဖြစ်တယ်ဆိုတာထက်ပေါ့နော်တနာတယ်ဆိုတာထက်လေအပရိသတ်ကိုပိုတနာတယ်ကျွန်တော်ဇက်ထောင်တဲ့အချိန်တော့ကမိတ်ဆွေတွေရောမိတ်ဆွေမဟုတ်တဲ့လူတွေရောတော်တော်မယူရဲဆန်တဲ့ ူလို့အပြစ်ပြောတယ်လို့တော်တော်အမှုပညာကိုချစ်တဲ့လူလို့လည်းကျွန်တော်ပြောကြပါတယ်ရန်ကုန်တောင်တကုန်80ရက်ကွက်မှာပေါ့နော်ဟိုသူသူမင်းသားဘဝမှာရန်ကုန်စတိုးရတော့မယ်ဆိုတဲ့ခါကျတော့ဒါပထမအဆုံးဟိုကရတယ်ပွဲပေါ့ဟိုသူတယောက်တည်းလှုပ်ရှားတာမဟုတ်ဘူးခင်ဗျာကျွန်တော်တို့ကျွန်တော်ကတော့ဟိုဇက်ဆရာပေါ့နော်အဲကျွန်တော်လည်းလှုပ်ရှားတယ် အဲနောက်ပြီးတော့အဖွဲ့သားတွေအားလုံးလှုပ်ရှားတယ်။ဘာလို့လဲဆိုရန်ကုန်မှာသူတို့တွေအောင်းကျင်တယ်။သူတို့အောင်းကျင်တယ်။နေမှာတော့အောင်းခဲ့ပြီပြီ။နေမှာအောင်းတာကတော့အားလုံးသိတဲ့အတိုင်းပဲ။နေနေကြိုက်တယ်ပေါ့နော်။ပုံမှန်လင်းပြောနေကကြိုက်တယ်ပေါ့။နေကကြိုက်တယ်ဆိုတာကတော့ကျွန်တော်တို့ဒီအဖြေရပါပြီ။ဒါပေမဲ့ရန်ကုန်အောင်းဖို့အတွက်ကိုအဖွဲ့သားတစ်ဖွဲ့သားလုံးလှုပ်ရှားတယ်။ကျွန်တော်နဲ့မင်းသားလေးကပိုရော့စိတ်လှုပ်ရှားဆုံးပေါ့။တစားနာပွဲတော့ရန်ကုန်မှာကမယ်ဆိုပြီးဆင်ခဲ့တာ။အားလုံးသိတဲ့အတိုင်းပဲ။ တဆောင်နိုင်ဘွဲ့တို့ကြီးကမိုးလေးနဲ့ပဲပြောတာအဲ့တော့ကျွန်တော်တို့ကဇက်ရုပ်ကြီးကိုတဲလဲတဲဇက်ရုပ်ကြီးကိုတဲလဲတဲပြီးတော့ရွာချလိုက်တဲ့မိုးဟာကိုနေကွင်းလုံးဟာဖွက်တည်ပဲပေါ့နော်ရေတွေနဲ့ဖွက်တည်နဲ့ဖြစ်သွားတယ်အဲ့ဒီနှစ်ပတ်လုံးကြီးဒီဇက်ကြီးကိုဒီမိုးတဲ့လေထဲမှာတောက်ခံထားတာမိုးရေတွေနေတိုင်းရွာနေတဲ့ထဲမှာဒီကျွန်တော်တို့စက်တရအဖွဲသားတွေကဒီမိုးရေမိုးရေအကာလေးနဲ့ပေါ့နော်အဲ့ထဲမှာနေပြီးတော့ပစ္စည်းတွေကလည်းရောက်နေပြီဆိုတော့မဆုံးရှုံးအောင် စောင့်နေရတဲ့ဒုက္ခတွေနော်ငွေဘခင်မအပြင်ပေါ့နော်အခြားတော့ကုန်ကျစရိတ်ပေါင်းများစွာနဲ့ကျွန်တော်တို့အဲ့ဒီမှာနှစ်ပတ်တိတိအဲစောင့်နေခဲ့ရပါတယ်ကဲပွဲစားလိုက်တော့လို့ဆယ်နိုင်ထိုးတဲ့ခါကျတော့ပွဲစားလိုက်တော့ဆိုပြီးတော့အနောက်စားကနေမင်္ဂလာပါရှင်လို့ပဲပြောရုံရှိနေတယ်မိုးတွေမိုးတွေရွာချတာရွာချတာမှာဝုံ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 ဆိုတော့လေရောမိုးရောရေရောအဲ့ပြိဿတွေအကုန်လုံးဟိုကျွန်တော်တို့ကဒီလိုလေစင်ပေါ်မှာအမုံမိုးထားတယ်လေပြိဿဘက်မှာအမုံမိုးထားဘူး အာအမုံမမိုးထားတဲ့ခါကျတော့အကုန်လုံးရွာချတာရွာချတာရွာချတဲ့ခါကျပရိစင်မောစင်အားမကြိုးဘူးကျွန်တော်ကတိကျခိုင်ခိုင်လုပ်ထားတာစင်မောဘာဖြစ်လဲလူတွေအကုန်လုံးပြည့်တက်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 တော့ပြည့်တက်တော့ခဏလေးမိုးလေးရွာပြီးပြန်ကမယ်ဆိုပြီးလုပ်တာဒါပေမဲ့ရေတွေရောမိုးတွေရောဟာလေကျွန်တော်ထင်တယ်15မိနစ်အတွင်းမှာလေအများကြီးရွာချပလိုက်တာအများကြီးရွာချပဲပွဲပြက်တော့နောက်နေကြတော့ ပြက်ကပြက်ကတော့နေရလဲပူတာမှလေချစ်ချစ်တောက်ပေါ့နော်ချစ်ချစ်တောက်ပူတဲ့ခါကျတော့ကျွန်တော်ကော်စော်တွေခင်းပေးတာပရိသတ်ကိုလေကော်စော်တွေပြန်၆ပါမလားအောင်းပြီးတယ်အဲ့ကော်စော်တွေပြန်၆တယ်ဗျာနေရလဲပူတာမှအဲ့ကော်စော်တွေတိတ်ချပြန်ခင်းပြီးတော့နောက်ဆုံးနေ့ကတော့ရုပ်အပြည့်ပဲအောင်မြင်ခဲ့ပါတယ်အဲ့တော့စိုက်ရင်မိုးရဲ့အဲရန်ကုန်ပထမဆုံးဝင်တဲ့ဘွယ်ဟာစိတ်လှုပ်ရှားစွာနဲ့မိုးတဲ့ရေထဲမှာအရင်တော့ကစကပုံလေးရှိတယ် အာအေးထဲမှာမိုးထဲရေထဲအမိုးထဲရေထဲဆိုတဲ့စကားလုံးကကျွန်တော်တို့ကမှအစ်စ်ပါကျွန်တော်ကအစ်စ်မိုးထဲရေထဲမှာအောင်မြင်မှုတွေရခဲ့ပါတယ်မင်းသားလေးကိုကျွန်တော်ကဘာပြောလဲဆိုတော့ပါကျွန်တော်တို့မင်းလို့ပဲပြောတယ်နော်ဒီဥစ္စာရိုင်းတာမဟုတ်ဘောနော်ဒါကျွန်တော်ကျွန်တော်ကကျွန်တော်ရဲ့တပည့်ကျွန်တော်ရှိမှနေတာနှစ်နှစ်ချီကျွန်တော်နေပြည်နေတယ်တဲ့ကြောင့်မင်းလို့ဒီဥစ္စာသတင်းပြုတ်တယ်သတင်းပြုတ်ပွဲဆက်ထွက်လိုက်တယ်ဟိုကအောင်မြင်တာဒီလိုပွဲဆက်ထွက်တယ်အောင်မြင်တာမင်းမင်းအောင်မြင်တာအရင်မြင်တော့ ဒါပေမဲ့တဘာဝတရားကြီးอ่ะအလောက်တော့မလိုက်ပြောဘူးเนาะမြို့ပညာတွေတခါလဲသိနေတာအောင်မြင်မှုတွေကြားထဲမှာအခက်ခဲတွေကတခါလဲတဘာဝတရားကြီးอ่ะအပီးသူ့ကိုပေးလိုက်တာပါဟုတ်ကဲ့ထူးခြားချက်ကတော့ဇက်လောကမှာပွဲစည်းတန်းလူတွေကပတ်စံပေးပြီးတော့ဟိုတော့ဆယ်နိုင်တို့ပွဲထွက်ပြီဆိုရင်တို့ကတို့ရောင်းတဲ့ကိစ္စတွေကပြီးွားပြီအေးအဲ့ဒါဆိုတဲ့အခါကျတော့တို့အိတ်ပဲနဲ့ပွဲဝင်ကြည့်တဲ့ဇက်ဆိုလို့ကျွန်တော်လည်းငငယ်တည်းကပွဲကြည့်တာ အပွဲစစ်တမ်းလူတွေပွဲဝင်ကြည့်တာဒီတပွဲပဲကျွန်တော်ကြုံဘူးတယ်အဲအဲ့အဲ့လိုပေါ့တကယ်ချစ်ကြတာပါပြိတ္တအဲ့လက်ချိန်မပေးရင်တခါကျရင်တချို့မထဘူးတချို့ထတယ်ပေါ့နော်အဲ့လက်ချိန်ပေးတဲ့ချိန်လေးအပေါ်ပါလေးတော့အညောင်းညာလေးခဏလေးပဲ15မိနစ်ပဲပေးနာတယ်မိုးမနဲ့မိုးလင်း6နာရီထိုးတဲ့အထိလေးကြည်တာကြည်တာကြည်တာမိုးတွေရွာလဲလေးတောင်းတောင်းမိုးလောက်ကတော့ထီဆောင်ပြီးတော့ကြည်တယ်သိလား ဆိုတဲ့ခါကျတော့သမင်ဟောအလောက်ချစ်တဲ့ပရိသတ်တွေရှိနေသေးတယ်ငါတို့မြန်မာပြည်မှာရှိနေသေးတယ်အတွက်ကြောင့်မို့ဒီပရိသတ်တွေကြောင့်ဒီမင်းသားတွေကရှင်းဟုတ်ရှင်းတန်ရမယ်ဆိုတဲ့စိတ်မျိုးရှိတယ်မင်းသားတွေကိုလေဟိုဘယ်နေဖြစ်တယ်ဆိုတာထက်ပေါ့နော်တနာတယ်ဆိုတာထက်လေအပရိသတ်ကိုပိုတနာတယ်မင်းသားတွေကမှပင်ပန်းတယ်လှုပ်ရှားရသေးတယ်သူ့မှာတောင်းတောင်းကြီးတော့မိုးလေးအောင်ကြိရှာတာလေ ပြီးရင်မင်းသားလေးလက်လေးပြရင်မြိတ်လေးတွေကစန်းတန်းစန်းတန်းနဲ့ပြန်ဝါရှာသေးတယ်ပစံလေးကုန်းအင်အားလူတွေနဲ့ရိုးတွေရန်နေဖြစ်ရှင်နေဖြစ်ကြမှာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာတစ်ပါးအနေနဲ့တော့ပြန်ပြောမယ်ဆိုရင်တော့မြမဆက်တဲ့ပင်မတိန်ကောသေးဘူးဒီကိုဗစ်ရဲ့နောက်ပိုင်းကိုဗစ်ကိုဗစ်ရဲ့နောက်ပိုင်းမှာမြမဆက်တဲ့ပင်တိန်ကောသွားပြီလို့ထင်တာအဲ့တော့ညဝက်စနစ်တွေပါကျွန်တော်တို့ဖန်တီးကြသေးတယ် မြန်မာဇက်တယ်မတိန်ကောင်းအောင်မို့လို့ညာဝက်ကရင်ကောင်းမလားဆိုပြီးတော့ကျွန်တော်ရူးရူးမိုက်မိုက်ပဲကျွန်တော်တို့မိုးလင်းအောင်ကာချပလိုက်တာကာချပလိုက်တဲ့အခါကျတော့မိုးလင်းအောင်ကြည့်တဲ့ပြဿနာတွေရှိတဲ့အကြောင်းမို့ဒီမြန်မာပြည်နဲ့ဒီဇက်ကိုချစ်တဲ့လူနဲ့ကသူ့မြမရဲ့ရိုးရာကိုထိမ့်နိုင်သေးတယ်ကဘာမှာမြမဇက်တပင်ဟာမိုးလင်းအောင်ကနိုင်သေးတယ်ဆိုတော့ image ကိုရတဲ့အကြောင်းမို့ပီတိတော့ဖြစ်ရပါတယ်ကျွန်တော်က ဇက်သပင်မရှိတော့ဘူးလို့ထင်တာကျွန်တော်ဇက်ထောင်တဲ့အချိန်တုန်းကမိတ်ဆွေတွေရောမိတ်ဆွေမဟုတ်တဲ့လူတွေရောတော်တော်မယူရဲ့ဆန်တဲ့သူလို့အပြစ်ပြောတယ်လို့တော်တော်အမှုပညာကိုချစ်တဲ့လူလို့လည်းကျွန်တော်ပြောကြပါတယ်ဘာလို့လဲဆိုတော့ဒီခေတ်ဒီကာလကြီးမှာလူများတွေဇက်မကတော့မနဲ့ဇက်တွေနားပါပြီလို့ဒဇက်ပြီးဒဇက်ပြောနေတဲ့အချိန်မှာကျွန်တော်ဇက်အစ်စ်တစ်ခုကိုမင်းသားတစ်ယောက်ကိုထားထောင်လို့အဲ့လိုပြောတာကျွန်တော်ရင်ဆိုင်ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်အားလုံးကောင်းဖို့ဖြစ်လာတာပါ